မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ29ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ရွှေအေးမြိုင်ဖျားကုန်းစစ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့များက ထပ်မံတိမ့်ပိုက်လိုက်ပြန်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ28ရက်နေ့ညပိုင်းမှာစစ်ကောင်စီတပ်ရဲ့ကနဲလေးစစ်စခန်းကိုတိမ့်ပိုက်ပြီးတဲ့နောက်ဒီကနေ့မေလ29ရက်နေ့မနက်ပိုင်းမှာရွှေအေးမြိုင်ဖရားကုန်းစစ်စခန်းကိုပါ KNL ပူးပေါင်းတပ်ဖွဲ့များကထပ်မံတိမ့်ပိုက်လိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။ဒီမနက်မှာရွှေအေးမြိုင်ဖရားကုန်းစခန်းကိုကနဲလေးကနေပြန်ဆင်းလာတဲ့အဖွဲ့ရဲ့ အောက်ကနေပြီးတော့တက်ကူတဲ့စုံစည်းမြိုင်ကအဖွဲ့တွေပေါင်းပြီးတော့တက်ကြိတ်လိုက်တာရသွားပါပြီအဲ့ဒီစခန်းကစစ်ခွေးအကောင်90လောက်တော့ရှိမယ်လို့ KNLC ရဲ့သတင်းရေးမြစ်ကပြောပြထားပါတယ်မနေ့ကညပိုင်းက KNL ကသိမ်းပိုက်ခဲ့တယ်ကနဲလေးစစ်စခန်းမှာစစ်ကောင်စီတပ်ဖွဲ့အင်အား100ကျော်ရှိပြီးတော့စစ်သား90ကျော်ဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားတယ်လို့သိရပါတယ်လက်ရှိမှာကနဲလေးစခန်းတိုက်ခိုက်သိမ်းပိုက်မှုသတင်းကိုမကြမီမှာ KNU ကတရားဝင်သတင်းထုတ်ပြန်မှဖြစ်တယ်လို့သိရပါတယ် KNU က match လာ AP လာနဲ့အခု မေလအတွင်းဒီမှာ ထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီရဲ့ပူလူတူ ခလဲ့ဒေးတခေါပီခွေ မော်ဖားသူစခန်းတာလဲစခန်းမေလစခန်းမော်ဖိုးကီစခန်းနဲ့ဘလဲဒိုစခန်းကနဲလေးစခန်းနဲ့အခုရွှေအေးမြိုင်စခန်းအိုပါတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်လက်ရှိ KNB နယ်အတွင်းမြဝတီဖျားသုံးစုကော့ဂရိတ်ကြုံတို့ဖပေါ်တန်တော်ဒေတာများမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNLA မဟာမိတ်တပ်များကြားတိုက်ပွဲများဇက်တိုက်ဖြစ်ပွားလျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KIA နဲ့ PDF ကလာရောက်တိုက်ခိုက်ပါကလုံခင်းဒေသကိုလေကြောင်းကနေဘုံကျဲပြစ်မယ်လို့ချိန်ချောက်ပြီးတဲ့နောက်စစ်ကောင်စီတပ်စစ်ကြောင်းဟာဖားကံမြို့ဘက်ကိုထွက်ခွာနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လုံခင်းကိုရောက်ရှိနေတဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာဒေသတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့စခန်းတချို့ကတပ်ဖွဲ့ဝင်များနဲ့ပူးပေါင်းပြီးတော့မေလ29ရက်နေ့မနက်10:00နာရီကစတင်ကဖားကံမြို့ဘက်ကိုထွက်ခွာနေခြင်းဖြစ်တယ်လို့သိရပါဗျ။ ရမေရဖတွေကိုခေါ်ပြီးတော့ချင်းချောက်တာအကယ်၍ KIA နဲ့ PDF တွေကဖျက်တိုက်မယ်ဆိုရင်စစ်တပ်ကဘုံကျဲပြင်မယ်ပေါ့အဲ့ဒီလိုသူတို့ဘက်ကအချက်ကင်ထားတယ်ဖားကန်ကိုတွန်းနေပြီးလူတချို့ကိုတော့လူသားတိုင်းလုထားတယ်လို့ဒေသခံတအုပ်ကရှင်းပြထားပါဗျာ လုံခင်းမှာရှိနေတဲ့အချိန်မေလ28ရက်နေ့က KI နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့တေဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောပါရယ်စနိုက်ပါကစစ်ခွေးရဲ့ခေါင်းကိုထိတာလုံခင်းဒရနာမှာအဲ့ဒီနားကအောင်ချမ်းသာစေးဆိုင်တဲကိုတွင်းပြီးတော့စေးကုသနေတယ်နောက်ပိုင်းမှာတော့တေသွားတယ်လို့ကြားတယ်လို့လုံခင်းဒေသခံတအုပ်ကပြောပြထားပါရယ်ကာမိုင်းလုံခင်းဖားကလမ်းအတိုင်း ေပီလ23ရက်နေ့ကစပြီးတော့စစ်တပ်ရှမ်းနေတပ်ပြည်သူ့စစ်များပူးပေါင်းပါဝင်တဲ့စစ်တပ်စေကြောင်းဟာမေလ28ရက်နေ့မှာလုံခင်ရမ်းချက်ဆက်ယုံမှာရောက်ရှိလာပြီးတဲ့နောက် မေလ28ရက်ကစပြီးတော့လုံခင်ပတ်ဝန်းကျင်မှာစစ်ကြောင်းထုံးနေခြင်းဖြစ်တယ်လို့သိရပါတယ်။ကာမိုင်းကနေထွက်လာတဲ့အချိန်ကအင်အား600ခန့်ရှိတော့လဲလမ်းတရှောင် KI နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များရဲ့အချိန်ချင်းကြားပြတ်တိုက်ခိုက်ခံရပြီးတော့အင်အားဟာနောက်ဆုံးတော့တရာခန့်သာကျန်ပြီးတော့လုံခင်ကိုရောက်ရှိလာခြင်းဖြစ်တယ်လို့သိရပါတယ်။အခုကလုံခင်မှာရှိပြီးသားတပ်ဖွဲ့ဝင်နေတဲ့အတူ မော်စီစာလမ်းကနေပြီးတော့ဖားကန်ကိုတက်နေပြီးအင်အားများတယ်နောက်ပြီးတော့လုံခင်းမှာလည်းနောက်ချန်အင်အားတချို့ထားခဲ့တယ်လို့လုံခင်းဒေသခံတူကရှင်းပြထားပါတယ်လုံခင်းကိုဝင်လာတဲ့စစ်ကောင်စီစစ်ကြောင်းမှာရှမ်းနီ SN နေနဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များပါဝင်လာပြီးတော့ဖားကန်အထိရောက်အောင်စစ်ကြောင်းဝင်နိုင်ပါကကြောက်စိမ့်လောက်ကွက်ပေးမယ်လို့စစ်ကောင်စီကမလုံပေးထားတယ်လို့ဒေသခံသတင်းရင်းမြစ်များထံကသိရပါတယ်။လုံခင်းဟာဖားကန်နဲ့၃မိုင်ကျော်သာကွာဝေးတယ်လို့သိရပါတယ်။လုံခင်းမော်စီစာနံပါတ်ဖြစ်ဖားကန်လန်း မော်စီစာစောင်းချိန်အမိုက်ပုံဖားကန်လန်းလုံခင်ငိမ့်ငန်းသားယာမလန်းနတ်မဖြစ်ဖားကန်လန်းတို့ရှိပြီးတော့ယခုအခါလုံခင်မော်စီစာနတ်မဖြစ်ဖားကန်လန်းအတိုင်းစစ်ကောင်စီကတွားနေတယ်လို့သိရပါဗျ။ဖားကန်ကိုစစ်ကောင်စီကထိ ंछ ုံနိုင်ခြင်းမရှိတော့လေဖားကန်ဘျူဟာကုံမစွတ်ရန်အချုပ်ထောင်လုံခင်းဘျူဟာကုံလုံခင်းရဲစခန်းရမ်းချက်စခန်းကံစီဘျူဟာကုံနဲ့ဖားကန်မြို့မှာရဲစခန်းမှာတပ်ဆွဲထားပြီးတော့လက်နက်ကြီးများတပ်ဆင်ထားတယ်လို့သိရပါဗျ ်မိုးရင်းမှာကတော့တိုက်ပွဲတွေနဲ့အကဲဆန်းနေတယ်ထင်တယ်လုံခြုံရေးသတိကတော့အမျက်ရှိမှရမယ်လို့ဖားကန်ဒေတာကန်တို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တရုတ်မြန်မာနယ်စပ်ကကုန်သွယ်ရေးဂိတ်တွေကိုတရုတ်နိုင်ငံဘက်ကပိတ်ထားတာကြောင့်ပြည်သူလူထုရဲ့အခြေခံစေဝါတွေစက်သုံးစီတွေနဲ့လူသုံးကုန်ပစ္စည်းလိုအပ်ချက်တွေဖြစ်ပေါ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဲ့ဒီအခက်အခဲအကျက်တဲတွေကိုတရုတ်နိုင်ငံဘက်ကစာနာနားလည်တဲ့အနေနဲ့နေဆက်ဂိတ်တွေကိုပြန်ဖွင့်ပေးဖို့မေလ28ရက်နေ့ကသတင်းမီဒီယာတွေနဲ့တွေ့ဆုံတဲ့အချိန်မှာတောင်းတက်ပြီးတော့ TNL ရဲ့ပြောရေးဆိုခွင့်ရှိသူ ဘုံဘူးကြီးတာပန်လာကတောင်းဆိုခဲ့ပါတယ်1027စစ်စင်ရေးဒုတိယပိုင်းအပြီးမှာတရုတ်မြန်မာထိစပ်နေတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုတရုတ်နိုင်ငံက2024ခုနှစ်ဇွန်လကတည်းကပိတ်ထားခဲ့တာအခုဆိုရင်တနှစ်ကျော်ရှိနေပြီလို့သိရပါတယ်တရုတ်ပစ္စည်းတွေမြန်မာဘက်ကိုတင်သွင်းတာကိုတရုတ်ဘက်ကပိတ်ပင်လိုက်တာကြောင့်မြန်မာကုန်သွယ်ရေးဈာမှာလဲကုန်သွယ်ရေးအကျပ်တဲတွေရှိနေတယ်လို့သိရပါတယ်တရုတ်ဘက်က တွင်းကုန်တွေပိတ်တဲ့ထဲမှာမြန်မာဘက်ကအ धिक မိခိုအသုံးပြုနေကြရတယ်။အိမ်သုံးပစ္စည်းများလူသုံးကုန်စေဝါလျှက်စက်ပစ္စည်းစိုင်ကယ်နဲ့ဆိုလာပါဝင်ဘီလက်မြေလိုမျိုးအိမ်ဆောက်ပစ္စည်းတွေလည်းပါဝင်နေတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းမြို့ကိုဗဟုပြုပြီးတော့လှုပ်ခတ်သွားတယ်။ပြင်အား9တက်သမ9 register scale ရှိတဲ့သကိုင်းပြည့်၍ငလျင်ကြီးလှုပ်ခတ်ခဲ့တာဟာနှစ်လပြည့်ခဲ့ပြီဖြစ်တော့လဲမန္တလေးမြို့မှာရှိတဲ့ Sky Villar Condo ပြိုကျရာမှာတည်ဆုံသွားတဲ့ရုပ်အလောင်းများနဲ့အဖို့တန်ပစ္စည်းများကိုယနေ့ထိတိုင်ရှာဖွေတွေ့ရှိနေဆဲဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သို့တော်လဲလက်ရှိအချိန်ထိအကြပ်ဖတ်စစ်ခေါင်းဆောင်မင်းအွန်လိုင်းကတော့ နေပြည်တော်မှာငလျင်ကြောက်ပြက်စီးသွားတဲ့ရုံးဌာနအဆောက်အုံများကိုပြုပြင်ရေးတာဦးစားပေးလှုပ်ဆောင်လျက်ရှိပြီးတော့အခုလိုပြုပြင်ရမှာလဲနိုင်ငံတကာကထောက်ပံ့ထားတဲ့ပစ္စည်းများနဲ့သာပြင်ဆင်နေတယ်လို့သိရပါဗျ။အချမ်းဖတ်စစ်ကောင်းဆောင်ဟာပြီးခဲ့တဲ့မေလ28ရက်နေ့ကနေပြည်တော်မှာရှိတဲ့ပြည်ထောင်စုတရားလွတ်တော်ချုပ်ယုံပြည်ထောင်စုတရားရုံးချုပ်နဲ့အလုတ်သမားဝန်ကြီးဌာနယုံတို့ဟာငလျင်ကြောက်ထိခိုက်ပြက်စီးမှုများရှိတဲ့အတွက် ရုံးအဆောက်အုံများပြန်လည်တိဆောက်ပြုပြင်ရမှာတတ်မှတ်ကာလာအတွင်းပြီးစီရန်လိုအပ်ကြောင်းပြောကြားခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာမလင်ကူညီမှုများအနေနဲ့တရုတ်နိုင်ငံကယာယီရုံးအဖြစ်နဲ့အသုံးပြုရန် prefabricated အလုံးရေ900နဲ့ယာယီအိမ်အဖြစ်အသုံးပြုရန် prefabricated အလုံးရေ4500ကိုလှူဒန်းခဲ့ကြောင်းစစ်ကောင်စီရဲ့အဘော်သတင်းများမှာဖော်ပြထားပါဗျ။ဝန်ထမ်းတွေအတွက်အစိုးရရုံးပေးနဲ့ ကားရဲ့နားဖို့လှုပ်ထားတဲ့ကားပါကင်နေရာတွေမှာတရုတ်ကပေးထားတဲ့ယာယီကွန်တိန်နာကွန်တိန်နာ house တွေနဲ့နေရတာမျိုးတွေရှိပါတယ်။တချို့ဝန်ထမ်းတွေကအပြိုဆောင်ဒဇင်းဆောင်မှာတိုက်ခန်းတခန်းမှာလူ9ယောက်6ယောက်လောက်စုနေရတာမျိုးလည်းရှိတယ်။မိသားစုများကိုခွဲထားရတာမျိုးတွေလည်းရှိပါတယ်။အဆင်ပြေစလို့နေနေရတာပေါ့။ဝန်ထမ်းတွေအားလုံးစိတ်ညစ်နေကြတယ်လို့နေပြည်တော်မှာရှိတဲ့စစ်ကောင်စီရဲ့ဌာနဆိုင်ရာဝန်ထမ်းတို့ကပြောပြထားပါတယ်။ငလျင်ကြောင်ရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှာငလျင်ဘေးတဲ့နဲ့ဝန်ထမ်း 80ရာခိုင်နှုန်းနီးပါးရှိပြီးတော့အခြားဌာနဆိုင်ရာအများစုမှာရှိတဲ့ဝန်ထမ်းများဟာလည်းထိခိုက်မှုများစွာရှိခဲ့တယ်လို့သိရပါတယ်။သို့တော်လည်းစစ်ကောင်စီဟာငလျင်ဘေးတင်တဲ့ပြည်သူများနဲ့ဝန်ထမ်းများကိုကူညီရေးထဲ၎င်းတို့အာဏာချုပ်ကိုင်နိုင်ရေးအတွက်အရေးကြီးတယ်။ပြည်တော်စုလွှတ်တော်ပြည်ပြင်ရေးနဲ့အစိုးရဌာနရုံးများကိုသာဦးစားပေးပြီးတော့ပြည်ပြင်နေတယ်လို့နေပြည်တော်မှာရှိတဲ့ဝန်ထမ်းများကပြောဆိုထားပါတယ်။မန္တလေးမြို့မှာငလျင်လောက်ခတ်ပြီးနှစ်လပြည့်တဲ့အထိ ပြိုကျနေတဲ့အဆောက်အဦများကိုဖယ်ရှားရှင်းလင်းနေစေဖြစ်ပြီးတော့အဲ့ဒီအောက်မှာနင်းမြုံနေတဲ့တေဆုံးသွားတဲ့ရုပ်အလောင်းများကိုလည်းထုတ်ယူရရှိနေစေဖြစ်တယ်လို့မိသက်တပ်ဖွဲ့ထံကသိရပါဗါးမန္တလေးမြို့ Sky Villa Condo ပြိုကျမှုမှာမေလ28ရက်နေ့မှာအမျိုးသမီးရုပ်အလောင်း3လောင်းနဲ့အဖိုးတန်ရွှေများအပါအဝင်ဝေချက်သိန်းကိုထောင်ထဲချီပြီးတော့ရှာဖွေတွေ့ရှိခဲ့ကြအောင်အဲ့ဒီအဖွဲ့ထံကသိရပါဗါးမန္တလေးနဲ့စကိုင်းမြို့ကိုဗဟိုပြုပြီးတော့လောက်ခတ်ခဲ့တဲ့မန္တလေးရင်ကြီးကြောင့်တေဆုံးသူ 3939ဦးထိခိုက်ဒဏ်ရာရရှိသူ9104ဦးနဲ့ပျောက်ဆုံးသူ68ဦးရှိကြောင်းမေလ28ရက်နေ့အထိစည်ရင်းများအရသိရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးမြန်မာလင်းပညာရှင်ဦးစိုးသူရထွန်းကစစ်အာဏာရှင်များရဲ့လုံဆောင်မှုနဲ့ပတ်သက်ပြီးတော့စစ်အစိုးရဆက်ဆက်ဟာကဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီးကြိုတင်ပြင်ဆင်မှုတွေမရှိသလိုဘေးအန္တရာယ်ကြောက်တဲ့အချိန်မှလည်းလူအင်အားသုံးပြီးတော့ကူညီခြင်းမရှိကြောင်းပြောဆိုလိုက်ပါတယ်။ ဘေးအန္တရာယ်အတွက်ငွေချေးတုံးဆွဲမှုမရှိဘဲနဲ့စစ်ရေးအတွက်သာတုံးဆွဲနေတယ်လို့ဖြေကြားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မုံရွာမန္တလေးလမ်းပိုင်းမှာပြစ်ခတ်မှုတွေဖြစ်ပွားနေလို့ကားအစီးရေရချီပြီးတော့ပိတ်မိနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သကိုင်းမြို့နယ်အတွင်းကမုံရွာမန္တလေးလမ်းပိုင်းတနေရာမှာပြစ်ခတ်မှုတွေဖြစ်ပွားနေလို့ကန့်တလူတိုးကိတ်မှာမန္တလေးဘက်ကနေပြန်လာတဲ့ကားတွေရချီပြီးတော့ပိတ်မိနေတယ်လို့ဒေသခံတွေကပြောပါရယ်။ ဒီနေ့လမ်းကအခြေအနေမကောင်းဘူးပြစ်ခတ်မှုဖြစ်ထားလို့ဖြတ်သွားလို့မရသေးဘူးလို့ဒေသခံတအုပ်ကပြောပါတယ်ကားတွေကိုအစီးရိမ်အနေငယ်စီခွဲလွတ်ပေးနေပြီးတော့နေ့လယ်ပိုင်းအထိရင်ကြောတွေပိတ်နေတယ်လို့တွာလာသူတချို့ကပြောပြထားပါတယ်တိုက်ပွဲအခြေအနေမသိရသေးပေမဲ့မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကနေထွက်လာတဲ့စစ်ကောင်စီကား၈စီးဟာဒီနေ့မနေ့၁၀နာရီခွဲလောက်မှာ ။ဇဂိုင်းတပ်မ33နဲ့ကိုဝင်ရောက်သွားတယ်လို့မြေပြင်ကင်းထောက်ဒေသကသိရပါဗါး။မုံရွာမန္တလေးလမ်းမကြီးပေါ်စစ်ကောင်စီကားတွေဖြတ်သွားတိုင်းလမ်းမိုင်းနေရာတချို့မှာပြစ်ခတ်မှုတွေမကြာခဏဖြစ်ပွားလေရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်အပေါင်းကကင်ဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ